လွန်ခဲ့တဲ့9လခန့်ကကျိုင်းတုံမြို့ကိုလူကုံတားရဲတပ်ဖွဲ့အဖွဲ့ကောင်းဆောင်အနေနဲ့ပြောင်းရွှေ့လာတဲ့ရဲမှုဆိုဝင်ဆိုသူဟာ KTV အရပါနဲ့ပြည်သူ့ခန်းတွေရဲ့စိုင်းပိုင်ရှင်တွေနဲ့အပေါင်းအသင်းလို့လိုင်းကျေးရယူထားပြီးသူကိုယ်တိုင်လည်းအဲ့ဒီနေရာတွေမှာသာပျော်ပါပြီးအချိန်ကုန်နေတယ်လို့ဒေသခံတူကပြောပါရယ်။သူကကျိုင်းတုံမှာနေရာကောင်းတယ်ဆိုပြီးရောက်လာတာရောက်ကလေးကဘာလူကုံတားလုပ်ငန်းမှမလုပ်ဘူး။အခုဆိုကျိုင်းတုံမှာလူပွဲစားတွေအများကြီးခြေကုပ်ယူထားပြီး သူ့ရဲ့အားနည်းမှုကြောင့်ဖြစ်လာတာလို့သူကပြောပါရယ်ဒီကိစ္စနဲ့ပတ်သက်ပြီးမဲခေါင်သတင်းဌာနကစုံစမ်းသိရှိရတဲ့အချက်အလက်တွေအရရဲမှုစုံဝင်ရဲ့အခြေအနေဟာရဲတပ်ဖွဲ့ဝင် အချင်းချင်းကြားမှာပြောစမှတ်တွင်အောင်နှမဲထွက်နေကြောင်းနဲ့အရင်ကလူကုန်တားရဲတပ်ဖွဲ့မှာ ခုလိုလှုံ့ဆော်သူမရှိဘူးလို့ရဲတပ်ဖွဲ့နဲ့နှိစက်တဲ့သတင်းရင်းမြစ်တွေစီကစုံစမ်းသိရှိရပါရယ် တိုင်းတုံမြို့နယ်ဟာရှမ်းအာခါလာဟုလီစုစတဲ့တိုင်းရင်းသားအများစုနေထိုင်ပြီးထိုင်းနယ်ဆက်တရုတ်နယ်ဆက်တွေနဲ့နှီးကပ်တဲ့အတွက်လူကုန်ကူးမှုအကြခဏဖြစ်ပွားလေရှိတဲ့နေရာဖြစ်တယ်လို့ဒေသခံတွေစီကသိရပါတယ်။အရင်ကတော့တရုတ်ဘက်ကတရုတ်မယားဖြစ်ရောင်းစားကြတာအဲ့ဒီဒေသမှာကဘူးတုဒအားနေတာလမ်းမဆက်သွယ်ရေးခက်ခဲတာနဲ့စင်ရမွေးတင်မှုမြင့်တာကြောင့်ရောင်းစားခံရသူလည်းရှိတယ်။ကိုယ်တိုင်လူလူချင်းချင်းနဲ့တွားတဲ့လူလည်းရှိတယ်။ပွဲစားတွေစကားယုံလို့တွားပြီး ဟိုမှာဒုက္ခရောက်တဲ့သူတွေလည်းအများကြီးပဲလို့ဒေသခံတူကပြောပါတယ်။အရင်ကရှမ်းရှိကျိုင်းတုံတာချိလိမျိုးကလူကုန်တာရဲတပ်ဖွဲ့ရဲ့လှုပ်ဆောင်ချက်တွေနဲ့အကူအညီပေးမှုကြောင့်ပြည်သူတွေကြားနာမည်ကောင်းရပေမဲ့အာဏာသိမ်းပြီးနောက်ပိုင်းတာဝန်ကျရဲမှုတွေရဲ့လက်စားမှုကြောင့်နာမည်ဆိုးတွေထွက်နေပါတယ်။